အာဆင်နယ်အသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့အာဆင်ဝင်ကကဥရောပဘောလုံးအဖွဲ့ချုပ် UEFA အနေနဲ့ယူရိုပါလိပြိုင်ပွဲမှာပိုဆွဲတဲ့အသင်းကိုချန်ပီယံလိဝင်ခွင့်ပေးတဲ့စည်းမျဉ်းကိုဖျက်သိမ်းတင်တယ်လို့ပြောကြားခဲ့ပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာယူရိုပါလိပြိုင်ပွဲမှာပြိုင်ဆိုင်မှုပုံမပြင်းထန်စေဖို့ရည်ရွယ်ပြီး2015-16ရာသီကစပြီး ချန်ပီယံဆုရရှိတဲ့အသင်းကိုချန်ပီယံလိဝင်ခွင့်တနည်းအားပေးရခဲ့ပါတယ်ဒီစီမင်းအတိုင်းကျင်သုံးခဲ့တာဟာဆယ်စုနှစ်တခုဝင်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပြီးအခုအခါအစင်ဝင်းကက UEFA အနေနဲ့ပြန်လည်သုံးသပ်မှုပြုလုပ်တင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။အခုရသည်ယူရိုပါလိပြိုင်ပွဲမှာမန်ယူနဲ့စပါအသင်းတို့ဘလိုဝဲရောက်ရှိဖို့နှိစက်နေပြီးအင်္ဂလန်ကလပ်အသင်းတသင်းချန်ပီယံလိဝင်ခွင့်တနည်းအားထပ်တိုးရရှိမဲ့အခြေအနေဖြစ်နေတဲ့အတွက်အစင်ဝင်းကကိုမေးမြန်းခဲ့ရာ သူတို့ယူရိုပါလိဝင်ခွင့်မဲ့တရိုက်ရရှိတဲ့မှာတယ်ချန်ပီယံလိဝင်ခွင့်ပေးဖို့မလိုအပ်ပါဘူးအထူးသဖြင့်ချန်ပီယံလိဝင်ခွင့်9နှစ်ရာရရှိထားပြီးဖြစ်တဲ့ပရီးမီးယားလိကအသင်းတွေဆိုရင်ပေါ့ဒီကိစ္စကို UEFA အနေနဲ့ပြန်လည်သုံးသပ်သင့်တယ်လို့ထင်ပါတယ်လို့ပြောပါတယ်မန်ယူနက်စ်ဘာရိုဟာယူရိုပါလိဆီမီဖိုင်နယ်ပထမအကြိမ်မှာဂိုးပြတ်နိုင်ပွဲတွေရရှိထားတဲ့အတွက်ဘောလူပွဲကိုတက်ရောက်နိုင်ဖို့အလားအလာများနေတာဖြစ်ပါတယ်။